ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ညနေမှာတော့ကျွန်တော်တို့မြမလက်ရွေးစင်ယူဆက်ကိုအမျိုးသမီးအသင်းအဆုဒုတိယမြောက်ပွဲစဉ်ကိုရှင်းပြကစားခဲ့ပါတယ်အာဆီယံယူဆက်ကိုအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေတဲ့မြမယူဆက်ကိုအမျိုးသမီးဘောလုံးအသင်းဟာဒီပွဲကိုတကယ်အရေးပါတဲ့အဆုံးဖြတ်ပွဲတစ်ပွဲကစားခဲ့ရလဲဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့မြမယူဆက်ကိုအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ဒီနေ့ရှင်ပြိုင်ရတဲ့ လာအိုအသင်းကပထမဆုံးအုပ်စုအဖွဲ့ပွဲစဉ်မှာအနိုင်ရထားခဲ့လို့ပါပဲမြန်မာအမျိုးသမီးအသင်းကပထမဆုံးအုပ်စုအဖွဲ့ပွဲစဉ်မှာသူ့အနေနဲ့အရှုံးရလကူရင်ဆိုင်ခဲ့ရတဲ့ Asian BNN ကိုနှကိုးကိုမရှိဆွဲရလနဲ့ရှုံးခဲ့ရတယ်ဗျအဲ့တော့ဒီနေ့ပွဲကစားတဲ့ချိန်မှာတော့မြန်မာလက်ရွေးစင်ယူဆက်ကိုအမျိုးသမီးအသင်းဟာအကောင်းဆုံးပုံစံကိုထုတ်ပြသွားနိုင်ခဲ့တယ်နိုင်တဲ့နိုင်ထိုက်တဲ့အနိုင်ရလကူအရောက်သွားနိုင်ခဲ့ပါတယ်ခင်ဗျ goal ဒါဇင်ဘက်တွင်းပြီးတော့ကိုအနိုင်သွားခဲ့တာပါ မြန်မာလက်ရွေးစင် U19 အမျိုးသမီးဘောလုံးသင်းဟာလာအို U19 အမျိုးသမီးဘောလုံးသင်းကိုရှောက်ကူကိုမရှိစွဲရလာနဲ့အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးသင်းအတွက်ဂိုးတွေသွင်းပေးခဲ့သူက DC အောင်က16မိနစ်နဲ့46မိနစ်မှာသွင်းပေးခဲ့ပါတယ်ခင်ဗျနောက်ပြီးတော့စုစုခင်စုစုခင်ကပထမပိုင်း28မိနစ်မှာတကူသွင်းပေးတယ်ဒုတိယပိုင်း55မိနစ်မှာနောက်ထပ်တကူထပ်သွင်းပေးခဲ့ပါတယ်ခင်ဗျ။နောက်ရင်းလွန်းအိမ်ရင်းလွန်းအိမ်ကကြတော့ပွဲကစားချိန်43မိနစ်မှာ ိုးသွင်းပေးခဲ့ပါတယ်။နောက် AA ဆိုပါ AA ဆိုကပွဲကစားချိန်82မိနစ်မှာကိုးသွင်းပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့မြန်မာလက်ရွေးစင်ယူ19မျိုးသွင်းပေါ်လုံးသင်းဟာအုတ်စုအဆုံးဖြတ်ပွဲတစ်ပွဲကစားရတဲ့ဒီလာအောင်တဲ့ပွဲကို အနိုင်ရလိုက်တော့အုတ်စုနောက်ဆုံးပွဲစဉ်မှာတီမောအသင်းကို အနိုင်ရရနဲ့စမီဖိုင်နယ်တက်ရောက်ခွင့်ရပြီဖြစ်ပါတယ်။ဒီနေ့ညပိုင်းမှာတော့အုတ်စု A ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ်အင်းရှင် BNN ယူ19မျိုးသွင်းပေါ်လုံးသင်းနဲ့ ီမော U19 အမျိုးသမီးဘောလုံးသင်းတို့ရှင်မြန်ကစားကြောင်ဖြစ်ပါတယ်ခင်ဗျမြန်မာလက်ရွေးစီ U19 အမျိုးသမီးဘောလုံးသင်းနဲ့လာ OU19 အမျိုးသမီးဘောလုံးသင်းတို့ရှင်မြန်ကစားနေတဲ့အချိန်မှာအခြားတစ်ဖက်အုပ်စုမှရှိတဲ့အုပ်စု B ကပွဲစဉ်၂ပွဲလဲတပြိုင်တည်းကစားသွားခဲ့ပါတယ်ဒီပွဲတွေမှာတော့ထိုင်းလက်ရွေးစင် U19 အမျိုးသမီးဘောလုံးသင်းကမလေးရှား U19 အမျိုးသမီးဘောလုံးသင်းကို9ဂိုးတိုးနဲ့နိုင်သွားခဲ့ပါတယ်ခင်ဗျနောက်တစ်ပွဲမှာတော့အင်ဒိုနီးရှားနဲ့ကမ္ဘောဒီးယားတို့ကစားခဲ့တဲ့တကူးစီတေးကြခဲ့တယ်ပေါ့လေဒီတော့ဒီအုပ်စုရဲ့အနေထားမှာ ထိုင်းကဆမီဖိုင်နယ်တက်သွားပြီဖြစ်ပါတယ်နောက်ပွဲကစားနှစ်ပွဲနိုင်ရလနဲ့ကိုပြတ်တီးပြနိုင်တာအုတ်စုပထမပွဲမှာအောင်ကလည်းထိုင်းယူဆက်ကုမျိုးစုဘောလုံးတွေကအင်ဒိုနီးရှားယူဆက်ကုမျိုးစုဘောလုံးတွေကိုရှောက်ကိုလိုနေနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့အုတ်စုနောက်ဆုံးပွဲမှာအင်ဒိုနီးရှားယူဆက်ကုမျိုးစုတွင်နဲ့မလေးရှားယူဆက်ကုမျိုးစုတွင်တွေ့နေတယ်အဲ့ပွဲစဉ်ကအုတ်စုအဆုံးဖြတ်ပွဲဖြစ်လာမယ်ခင်ဗျဆမီဖိုင်နယ်ကိုအုတ်စုဒုတိယနဲ့ပဲအသင်းတက်မလဲပေါ့လေမလေးရှားယူဆက်ကုမျိုးစုဘောလုံးတွေကတော့သိရေးကန်နိုင်ရင်ဆမီဖိုင်နယ်တက်ခွင့်ရပါလိမ့်မယ် အင်ဒိုနီးရှားယူဆက်ကုမလို့ဒီဘောလုံးတင်ကတော့အနိုင်ရလောက်ကိုရောက်နိုင်မှာပဲဒါဆွေးဖိုင်နယ်ကိုတက်ခွင့်ရဖို့ရှိနေပါတယ်မြန်မာလက်ရွေးစင်ယူဆက်ကုမလို့ဒီပါတဲ့ဘောလုံးဖက်အချမ်းမှာတော့အုပ်စုအင်မှာတော့အခုအနေထားတိုင်းကတော့အင်ရှင် BNN ကအုပ်စုဘိုမြန်မာယူဆက်ကုမလို့ဒီဘောလုံးတင်ကတော့အုပ်စုဒုတိယနဲ့နောက်ဆင်တက်ဖို့များပါတယ်မြန်မာယူဆက်ကုမလို့ဒီဘောလုံးတင်ဟာလာမယ့်ဇွန်လ13ရက်နေ့ကိုရောက်ရင်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ညနေ3:00အချိန်မှာ 实际上，有三个民族是那样生活的：，就是阿倍良、阿倍良部族、阿倍良部族。